ပန်နိုင်ငံရဲ့အမျိုးသားမျိုးအဖြစ်သတ်မှတ်ခံထားရတဲ့ဂျပန်နင်းမြောက်များ Japanese macaque အမည်ရှိနင်းမြောက်မျိုးစိတ်ဟာဂျပန်နိုင်ငံမှာတွေ့ရတဲ့မြောက်မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ Koru, Shikoku နဲ့ Chūru ဒေသတို့မှာအဓိကနေထိုင်ကြပြီးအလွန်အေးတဲ့ဒေသများအပါအဝင်ပင်လယ်ရေမျက်နှာပြင်အထက်ပေ1500မီတာမှာတွေ့ရတဲ့မျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ စံပြတဲ့အတွင်တဒံကိုပိုင်ဆိုင်ထားတဲ့ဒီမြောက်မျိုးစိတ်တွေဟာဂျပန်နိုင်ငံရဲ့အမျိုးသားမြောက်များအဖြစ်သတ်မှတ်ခံထားရတဲ့မြောက်မျိုးစိတ်တစ်မျိုးလည်းဖြစ်ပါတယ်။နင်းထုတ်တဲ့တောင်တန်းမြောင်းမှာအထူးကတွေ့ရပြီးထို့သို့လွန်အေးတဲ့ဒေသတွေမှာနေထိုင်နိုင်ခြင်းကလည်းသဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ရေပူစမ်းတွေကြောင့်လို့လည်းသိရပါဗျ။ Japanese macaque များဟာအေးမီရဲ့ကားထူရေပူစမ်းမရေပူကိုအသုံးပြုကာကွယ်တတ်ကြကြောင်းလည်းသူတေတီတို့ကသုံးသပ်ထားကြပါဗျ။ ကျောတတက္ကသိုလ်မှာသူတည်တည်အဖွဲ့များဟာလိလတွေ့ရှိချက်များအရဒီမြောက်များဟာစိတ်ပြည့်စုံမှုခံရတဲ့အခါပြစ်ပေါ်လာတဲ့ခန္ဓာကိုယ်ရဲ့ပူချိန်ကိုထိန်းညင်ရန်အတွက်မကြခဏရေချိုးခြင်းဖြစ်ကြကဒီပူချိုးတဲ့မြောက်များမှာတခြားမြောက်များထက်စိတ်ပြည့်စုံမှုရော့နေကြောင်းလည်းသိရပါဗျ။ချင်းတဲတကောင်ရဲ့ဟိမ့်သက်ဟာ၃မိုင်လောက်ကနေကြားရတယ်ဆိုတာသင်သိပါသလား။ တောပင်းရလုံးလူတိများကြတဲ့ချင်းတွဲတွေရဲ့ဟိမ့်သက်ဟာအလွန်အားကောင်းပြီးကျေလောင်လုံးတာကြောင့်အနည်းဆုံး၃မိုင်ကနေ၅မိုင်ထိကြားရတယ်လို့ဆိုကြပါဗျ။ဒါပေမဲ့ချင်းတိတကောင်ရဲ့ဟိမ့်သက်အကွာဝေးဟာသူတို့နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့အခြားအချက်တွေပေါ်မူတည်ပြီးကြားနိုင်တဲ့အကွာဝေးဟာကွဲပြားသွားနိုင်ပါတယ်။ဆိုလိုတာကသူတို့နေထိုင်တဲ့နေရာဒေသတွေမှာမြေမျက်နှာတွင်ပြင် လေထုအခြေအနေထ ထမှုရှိတဲ့တစ်ပင်များကဲ့သို့အတားဆီးများရှိမရှိအတန်ကိုကွယ်စေတဲ့အတားဆီးများပေါ်မှာမူတည်နိုင်ပါတယ်တစ်ပင်လည်းမရှိပါအတားဆီးမှမရှိပဲ ရှင်းလင်းပြတ်သားတဲ့အာဖရိကဆဗာနာလိုနေရာမျိုးတွေမှာဆိုရင်သူတို့ရဲ့အတန်ကိုအနည်းဆုံး၃မိုင်လောက်ကနေကြားရနိုင်တာပဲဖြစ်ပါတယ်